ီနေ့မျှော်ဝေပေးချင်တာ Phoenix တင်ထားရင်ရရှိမဲ့ကလေးတွေအတွက်အကျိုးကျေးဇူး Phoenix တင်ထားတဲ့ကလေးတွေရရှိနိုင်မဲ့အကျိုးကျေးဇူးလေးကိုဗီဒီယိုလေးထဲမှာအနည်းငယ်ရှင်းပြပေးချင်ပါတယ်ပို့ပြီးနားလည်လည်အောင်ကျွန်တော်တို့မြန်မာစာလေးနဲ့ရှင်တွဲပြီးရှင်းပြပေးသွားပါမယ်ဒါမှမိမိတွေနားလည်မှာမလို့ပါဒါဆိုရင် Phoenix တင်တင်လားမတင်တင်လားသိကျင်တယ် Phoenix ဆိုတာဘယ်လိုမျိုးကောင်းကျိုးရှိလဲသိကျင်တယ်ဆိုရင်မိမိတွေဗီဒီယိုလိုက်ခဲ့ကြည့်ပေး Okay ကျွန်တော်တို့ Phoenix တင်တယ်ဆိုရင်ကျွန်တော်တို့အင်္ဂလိပ်စာက Grade 2အင်္ဂလိပ်စာကိုနော်အဲ့တော့အကြောင်းသုံးပညာစာအခြေခံပညာထုတ်ထားတဲ့ Grade 2 English Textbook စနစ်တည်တင်ရဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဘာတွေပါလဲ ဆိုတော့စလုံးတွေကိုရေးဖတ်ပြမယ်နော်ပြီးမှ phonics ကိုကျမတို့သင်လို့ရှိရင်ဗာကျွေးကျေးဇူးတွေရလဲပြပြပေးမယ်ဟောဒါဆိုရင် phonics ရဲ့ level 3မှာပါတယ် oxophonics ဆို oxophonic word 4 or word 5တွေမှာပါတယ် tiger deer duck bird monkey giraffe နဒီယာ tiger bird animal chant နဒီရက် monkey duck အဲဒါမျိုးလေး Where is the tiger? ဒါမျိုးလေးတွေဖတ်တဲ့သွားတယ်။ It's under the tree. Ask and answer. ဒါတွေဖတ်တဲ့သွားတယ်။အဲ့တော့ဘာလို့ဖတ်တဲ့သွားလဲ? The cat is on the table ဆိုတဲ့စာကြောင်းကိုဖတ်တဲ့သွား Listen and say နားထောင်မယ် The cat is on the table ဘာပြောရလဲ?ကြောင်ဒီစပွဲကမော်ရင်ရှိပြီပြောတယ်မဟုတ်ဒါကိုကြည့်။ကြောင်ကဘယ်နေရာမှာနေတာထင်လဲ?စပွဲကမှာအဲ့လိုအတိတ်ပဲပြောချင်ဒီစကားလုံးကိုသုံးတယ်။ ီစာကြောင်းကိုဒီ sentence ကိုသုံးတယ် the cat is on the table okay နော်အဲ့တော့ the cat is on the table အဲ့လိုမျိုးကျွန်တော်တို့က english phonics ရဲ့စာလေးတွေကိုသင်ပြီးသွားပြီဆို english စာကြောင်းတွေ sentence တွေကို textbook ထဲမှာအစိုးရထုတ်ထားတဲ့သင်ရိုးထဲမှာဖတ်တတ်သွားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ phonics ကိုဘာဖြစ်လို့သင်ရတာလဲဆိုတော့ခုလာပြောပြပြပြီနော်အဲ့တော့ phonics ကိုဘာကျွန်တော်တို့သင်နေဆိုတာမြန်မာစာမှာမြန်မာစာဖတ်တတ်ဖို့တန်းစာနဲ့နှစ်တန်းစာကျွန်တော်တို့မြန်မာစာမှာ ဒဂန်းနဲ့နှစ်တန်းเนาะအာအီဥရေအဲအောအန်ဟိုဆိုတော့တရတင်ယူတရပါတယ်ပေါ့ရှင်เนาะအဲမှာ2 x ခရာ e 2ခရာ u a r တွေရောကျွန်မမပြောတော့မပြောတော့ညီမစာတင်တာမဟုတ်တဲ့တို့အဲ့လိုမျိုးလေးတွေကိုဟောဒီမှာ x ခရာ e e ရွေနိုင်ဆိုတော့ဟာလေးတွေပါကုန်တင်ရတယ်ဒါတင်ပြီးသွားပြီတန်းစာတင်ပြီးသွားပြီဆိုရင်ကျွန်မတို့ဖို့အင်္ဂလိပ်ညီမစာအကုန်လုံးကိုဒီ၄တန်းစာညီမ၄တန်းညီမစာကိုဖတ်တက်လား ွားလို့ဖတ်တယ်မလားစာအကြောင်းဒါလေးတဲ့မြန်မာစာနော်မိမိတို့နေစဉ်စာသုံးသောစာသည်အလွန်အသုံးဝင်ပါသည်စာသည်မိကဲ့သို့အသုံးဝင်သည်သူဘာဖတ်တယ်မလဲအာဒရာကိုသင်ရလို့အာဒရာနဲ့တန်လူကြောင့်ကဲ့သို့စာကိုဖတ်တယ်မယ်သူတီမီကိုသင်ရလို့တီကိုဖတ်တယ်မယ်နော် ဟာထိုးပြီးတွေ့သင်ရတာဖြစ်တော့ရှိကိုဖတ်တယ်မယ်ပော့ကိုဖတ်တယ်မယ်အရတာကိုဖတ်တယ်မယ်ဒီလောက်ဖတ်တယ်မယ်နော်လှရင်တို့ကျမ်းမာရေးထိခိုက်သည်ကျမ်းမာရေးထိခိုက်ဆိုတဲ့အဲ့လိုအသက်စင်တွေပါတဲ့အရာတွေပတ်စင်တွေကိုသူမဖတ်တယ်ကိုဘာဖြစ်လို့လဲကျွန်တော်နှစ်တန်းမြန်မာစာမသင်ရသေးလို့ဖြစ်ပါတယ်ဒါကြောင့် phonics တင်တဲ့ကလေးနဲ့ phonics မတင်တဲ့ကလေးစာပါစာသင်တာဘလို့ကွာသားမလဲဆိုတော့အခုနကပြောတယ် the cat is on the table ကို phonics မတင်တဲ့ကလေးကဆရာမကတို့တိုင်ပြရမယ် the cat is on the table when on the the on the table table on the table the cat is on the table ကျမတို့အရင်တော့သင်ခဲ့ဘူးတဲ့ကျမမူပြလုတ်ခဲ့စင်တော့အဲ့လိုပဲသင်ခဲ့ရတယ်အဲ့ဒါ phonic မသင်တဲ့အခါကျမတို့ phonic သင်ချာနည်းကိုမသိတဲ့အခါမှာသင်ရတဲ့ပုံစံအဲ့လိုမျိုးလေးကျမတို့သင်စရာမလိုတော့ဘဲနဲ့ phonic သင်တဲ့ကလေးက phonic ရဲ့သဘောတဘာဝနဲ့စလုံးတွေမှာ rhyming words လို့ခေါ်တယ်ကျမတို့ကာယံကြီးတဲ့စလုံးမြန်မာစာမှာလည်းရှိအာကာခငါဖာစာဝါထားရကန်ကြီးအဲ့လိုပဲ phonics ရဲ့ကျမတို့က at family ကိုတင်လိုက်မယ်ဆိုလို့ရှိရင်เนาะ ဓာရီအကုန်လုံးဖတ်တက်သွားပြီနော်ဓာရီအကုန်လုံးဖတ်တက်သွားပြီဟောဒါကနမူနာအကြမ်းမြင့်သူနဲ့အလားတန်တူတဲ့နောက်တစ်ခုကျွန်တော်တို့က add ဆိုလို့ရှိရင်လဲ dead အော် mad နော် head ဒါမျိုးလေးတွေအကုန်လုံးဖတ်တက်သွားတယ်เนาะ DAD MAD RAD HAD ဒါဘာလို့လဲဆိုတော့ AD 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 တူနေတဲ့ AT 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 family တူနေတာဖြစ်တဲ့အတွက်ဟုတ်ပြီအဲ့တော့ phonics ကိုသင်ရင်ကျွန်တော်တို့ ကလေးတွေအတွက်အကျိုးကျေးဇူးရှိတယ်မရှိတယ်ဆိုတော့အခုဗီဒီယိုလေးကိုကြည့်လိုက်ရင်ကိုပဲကျွန်မနားလည်သွားမှထင်တယ်ဟုတ်ပြီဒါဆိုရင်ဘယ်လောက်ထိသင်ရမလဲဆိုတဲ့ပိုင်းကလာပြန်ပြီအဲ့တော့မြန်မာစာမှာဆိုတော့ရှင်းပြတယ်လို့ပဲဒီနှစ်တန်းမြန်မာစာကိုဖတ်တတ်သွားရင်နှစ်တန်းအင်္ဂလိပ်စာကိုဖတ်တတ်သွားရင်သုံးတန်းအင်္ဂလိပ်စာဒါတွေပဲပါဒီစလုံးတွေပါလားစလုံးတွေနည်းနည်းရှည်သွားလို့ရှိရင်သူ့ရဲ့ဘယ်လိုဖတ်ရမလဲဆိုတဲ့ပုံစံလေးကို phonics ကသင်ပြီးတာဖြစ်တဲ့အတွက်မြန်မာစာမှာ grade 2မြန်မာစာအထိအသက်စင်တွေအထိကိုကျွန်တော်တို့သင်ပြီးသွားပြီဆိုလို့ရှိရင်အအအအသက်များသင်ကြားချဆိုလားကိုသင်လိုက်တာနဲ့ cut တို့ cut တို့ set တို့ yet တို့ let တို့ pat တို့เนาะ let pat တို့ဒါမျိုးလေးတွေကိုသူရတယ်တပတ်ပတ်တာမျိုးသူရသွားမယ်နော်ဟုတ်ပြီလို့ရှိရင်ကြက်တို့ဟာပြီးဘီးတွဲနဲ့အဲဟာထိုးဘီးတွဲနဲ့ရပင်ဘီးတွဲကိုသင်လိုက်တာနဲ့ ကတ်ကိုရပင်းနဲ့တွဲလိုက်တာနဲ့ကြက်ဖြစ်သွားမယ်เนาะချက်ဖြစ်သွားမယ်တစ်ချက်နှစ်ချက်ဖြစ်သွားမယ်ဒါမျိုးလေးတွေကိုသူသိတာမယ်အဲ့လိုမျိုးလေးတွေသင်လာဖြစ်တဲ့နှစ်တန်းစာရတော့လေးတန်းစာငါးတန်းစာကျမတို့သင်ပေးစီရလို့သေးသလားဒီမှာတော့အခုမှစာစတင်နေဖြစ်တဲ့ကလေးကိုသူသင်ရမယ်နှစ်တန်းနေမှာဆိုရင်ကဲဒီမှာတသားမိမိတို့ကိုဆီယမ်မတစ်ခါဖတ်ပြမယ်ကဲကြက်ဒီသူကဒါလေးနှလုံးတန်နေသူအတွဲလေးတွေဖတ်တယ်ပြီသင်နဲ့နဲ့နဲ့တွင်သင်နဲ့ရက်တောင်ယဟန်ယင်းအတနခကကြေးဖိနဲ့ ဖနက်ဇက်ပွဲဓာတ်ဖက်လာပြီဟုတ်ပြီအဲ့တော့ဒီမှာကျဲချီနီတက်ဖွဲ့ဝင်မောင်မှတ်အဲသူနှစ်တန်းစာကိုတင်လာတာ ਨੇ တရန်ကအခြေခံနဲ့ပေါင်းပြီးသူဒီလိုဖတ်တယ်ပြီဆိုလိုချင်တာအရှင်ဒါတွေက short story လို့ပြောလို့ရတယ် short sentence တွေလို့ပြောလို့ရတယ်အပိုင်းတွေကိုတင်ထားတာ phonics နဲ့ပြောမယ်ဆိုလို့ရှိရင်ဟောအင်္ဂလိပ်စာမှာလည်းဒီမှာ short sentence တွေခုနကကျွန်တော်ပြောတဲ့ the cat is on the table တို့လို့ပြီးလို့ရှိရင် on sunday she eats a salad ဆိုတဲ့အရာမျိုးလေးတွေ short sentence လေးတွေသင်ပြထား this is susie the hungry pig this is susie she is susie the hungry pig susie is the pig ဆက်ပြီးကိုအများကြီးပဲအဲချက်ကားပြီးပြောလို့ရတယ်အဲ့လိုမျိုးလေးသင်ပေးတယ် 3တန်းနဲ့4တန်းကြတော့စားအကြောင်းတို့เนาะပြီးလို့ရှိရင်စေတနာကြောင်းတို့အများကြီးပဲเนาะပါလေးတယ်နောက်ဇမင်းသားကြီးဥဖိုးစိန်တို့ဟောဒါမျိုးတွေအကုန်လုံးစာဖုတ်တွေဖြစ်သွားပြီမဟုတ်လား English လို့ဆို story တွေဖြစ်သွားပြီမဟုတ်လားအဲ့ဒီ story တွေအကုန်လုံးဖတ်နိုင်သွားတယ်ဘာကြောင့်ဖတ်နိုင်သွားလဲဆိုတော့ကျွန်မအခုနားပြပြတယ် phonics ကိုသင်လို့ရှိရင်မြန်မာစာကိုတန်းနဲ့နှစ်တန်းစာကိုမသင်မဲနဲ့3 4 5တန်း6တန်းကိုကျွန်မတို့မဖတ်တတ်သလိုပဲအင်္ဂလိပ်စာမှာလည်းเนาะ phonics ကိုဒီတအုပ်သင်လို့မရဘူးသင်တယ်ဆိုရင် oxo ကိုသင်မယ်ဆို 阿的。 Phoenix ရဲ့ Worth Fight ဤသင်ကိုသင်ရမယ်။ Jolly နဲ့သင်မယ်ဆိုရင်3အုပ်1 2 3အုပ်ကိုမဖြစ်မနေသင်ရမယ်ဒါမှတ်တယ်။ဟုတ်ပြီဒါဆိုရင်ဆီယမရဲ့အမရဲ့ Phoenix မသင်မဲနဲ့ကလေးတွေငါတို့ငငယ်တုန်းကကျွန်တော်တို့ငငယ်တုန်းကရှင်တို့ငငယ်တုန်းကဖတ်တက်ခဲ့တာဖတ်တက်ခဲ့တယ်ဒါပဲဘယ်လိုဖတ်ရလဲဆိုတော့နောက်ကနေကြက်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 နဲ့ဖတ်ရတယ်။အဲ့လိုမျိုးကြက်ကြက်နဲ့မဖတ်ချင်ဘူးဒါတွေဟာအင်္ဂလိပ်စာဆိုတော့အလွတ်ကျက်ပြီးတော့အကုန်လုံးအင်မတန်ခက်ခဲတဲ့ဘာသာရပ်တခုဘယ်စလုံးလာလာဘာလာလာကြက်ပြီးဖတ်ရတာမဟုတ်ဖဲနဲ့သဘောတရားနားလည်သွားလို့စနစ်တည်မြန်မာစာမှလို့ တရအတန်တလုံးကိုအာဆိုတော့တရအတန်တလုံးသိသွားရင်ကာခငါဖာစာဝါနာကိုပေါင်းတတ်တယ်လို့ကာဆိုလို့ရှိရင်ကာတာထာလာပါဟာဒါမျိုးလေးတွေယာ နော်နာဒါမျိုးလေးတွေဖတ်တတ်သွားတယ်ကဆိုလို့ရှင်အခဂငပဝဒါမျိုးသိသွားတယ်ဟုတ်ပြီဣဆိုလို့ရှင်လည်းဣပိမိနိတိဒါမျိုးလေးတွေရသွားတဲ့ပုံစံကိုကလေးတွေကအင်္ဂလိပ်စာကိုလည်းအဲ့ဒီတန်တိုင်းသင်တာဖြစ်တဲ့အတွက်အင်္ဂလိပ်ကလေးကလေးကအင်္ဂလိပ်စလုံးကို rhyming words လာတယ်တန်တူကြောင်းခွဲလာတယ်ဆိုရင်အတန်တူတဲ့စလုံးလာရင်ဖတ်တတ်သွားမယ်နောက်ပိုင်းဆိုရင်တန်တူကြောင်းခွဲလည်းဖတ်တတ်လာမယ်အဲ့ဒါဆိုရင်နှစ်တန်းစာလိုပဲမှတ်ရမယ်ပြီးသွားရင်လည်း၃တန်း၄တန်း၅တန်း၆တန်း၇တန်းမှာအင်္ဂလိပ်စာကိုလွယ်လွယ်ကူကူနဲ့ဖတ်နိုင်သွားတဲ့ကလေးလေးမြန်မာစာကိုမြန်မာတို့မြန်မာစာ အရင်လိုပဲလေနော်မြန်မာစာလွယ်လွယ်ကူကူနဲ့ဖတ်နိုင်သွားကြတဲ့ကလေးတွေကဲသူခန်းစားချက်ရစီခြင်းနဲ့မေမေတီဆိုရင်မဖြစ်မနေဖုန်းလေးဆိုကလေးတို့တင်းမင်းတင်းပါလေအင်္ဂလိပ်စာကိုကြောက်တယ်အင်္ဂလိပ်စာတလုံးမှလည်းမရအောင်ဖတ်ရတာခက်တယ်ဆိုရင်ကျမတို့ကအခြေခံဘယ်ကနေသင်ရလဲဆိုတော့ A ကနေ Z အထိအတန်တွေကိုပဲဦးစားပေးသင်တာဖြစ်တယ်အဲ့ဒီအတန်တွေမသင်လို့လုံးဝမရအောင်10နှစ်ရှိပြီ10နှစ်ရှိပြီ9နှစ်ရှိပြီအင်္ဂလိပ်စာအားနေတဲ့ဘယ်ကစားသင်ရမလဲ A B C D ရဲ့ဘယ်စားသင်ရမလဲဘာလို့လဲဘယ်နှတန်းမဲ့စာသင်စာသင်ဘာပဲပါတာလဲ A ကနေ Z အထိပဲပါတာလေအဲ့ဒီစလုံးတွေအတန်ကိုကျမတို့အခြေခံကိုမသိသေးဘူးအခြေခံ ကြော်ခဲ့သေးကျွန်တော်တို့ဘွားခက်ခဲနေဦးမှာပဲပြီးကြမှာနောက်တစ်ခုအကောင့်မှာသွားပြီးတော့ပြပြအောင်မဒါလည်းပြပြပြချင်နေရတယ်တော်လေးများတယ်ဒီအပိုင်းကျမှဗီဒီယိုလည်းမရိုက်ဖြစ်ဘူးဘာလို့လဲဆိုတော့ဒီကောလူရောအနာပေးထားတယ်ပါလို့အင်တန်ရှင်းလို့တော့လူတယောက်ကတယောက်ပဲလीနော်အာလင်းမြန်းနှစ်ယောက်ပဲရှိရလीနော်ဒီဘက်နဲ့လို့ဟိုဘက်နဲ့လို့ဆိုစိတ်အယမ်းကိုမိုးချက်ပင်ပန်းတာပေါ့နော်အဲ့အဲ့နေပျောင်ရှင်းနေအောင်ထားကျင်တာဖြစ်တဲ့အတွက်လုံးဝလုံးဝဟိုမှာအဲ့ပျောင်ရှင်းနေတယ်တွေ့လားအဲ့အဲ့လေးကြွလာအောင် အဲ့လိုပြောင်းခါနေဆိုမရှင်းဘူးအာအရှောင်းလမ်းတွေမှာရှုပ်ရှက်ခက်လို့ကိုကမရှင်းနိုင်ဘူးလေကိုကရိုက်ခွေးလုံးနေဆိုလို့ရှိရင်တခါလေးမမြင်ဘာတဲရတော့အိမ်တော့လဲတာပေါ့နေ့တိုင်းအိမ်လဲတယ်ပစ္စည်းပစ္စည်းတွေဟိုနာထားဒီနာကလေးတွေဖြွားထားဟာလိုက်လိုက်တိတ်နေတဲ့ခါကျတော့ဒီဘက်ထဲမှာအာရော့တယ်အခုအခုအခုတော့ကျမကအမြဲတမ်းဗီဒီယိုကြည့်တဲ့သူဆိုသတိထားမိပါလိမ့်မယ်အဲ့ဒါကြောင့်ပါရှင်နော်အမှန်ကတော့အင်တန်ရှင်းဝင်နေတဲ့အိမ်ရှင်မပိသားနေလို့ဒီဘက်ကတင်ကြားရေးတွေရော့သွားတာဖြစ်ပါလေအခုတောက်လျှောက်ပြန်လာမယ်နော်အဲ့တော့အိမ်လေးရှင်းပြီးသွားပြီဆိုတော့နောက်ပြပြနောက်ပိုင်းဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပါမယ်လို့ဒါဆိုရင်ဒီဗီဒီယိုထဲမှာဖုန်းနဲ့ကိုကျမတို့တင်တင်လာကလေးတွေ ီ phonics တွေဘယ်လိုကျူးကျူးစူတီရမလဲသင်လို့ရှိရင်ဘယ်လောက်ထိသင်ရမလဲเนาะ phonics နဲ့မြန်မာစာနဲ့ကဘယ်လိုဆက်ဆက်ပြီးဖြစ်နေရလဲဆိုတဲ့အရာလေးကိုပြည့်ပြပေးတော်လာဖြစ်တဲ့တဲ့မိမိတို့တဲ့အကျိုးရှိမှာတင်ပါတယ်အကျိုးရှိရဆိုရင် yes လို့မှန်ခဲ့ပြပါဒီထိရောက်လာခဲ့ပြီဆိုတော့အရန်ကိုစိတ်ဝင်တခါနဲ့နားထောင်နေလို့ယူစားလို့ကျေးဇူးလည်းများစွာတင်ရပါတယ်လို့เนาะအဲ့လိုအများသိမ်းမှာမြင်အောင်လဲ share ပေးသွားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ဒီမှာနာမည်တိချေပေးပါရှင်